ဟင်ဝီယန်နဲ့ဆိုပြီးတစဉ်ရဲ့လက်ထက်ကနေမှအစိမ်းကောင်းစရာသတင်းလေးတွေကြားရပေါ့နော်ဟင်ဝီယန်ကတော့ခုချိန်မှာသူရဲ့ဒီလုပ်ငန်းရှင်မိတ်ဆွေတချို့ကိုဒါလက်ထက်ဖိတ်စာဝင်နေသေးရတယ်ဗျနော်အကုန်လုံးမဖိတ်ချရသေးဘူးဆိုတော့လက်ထက်ပွဲကလည်းမကြာခင်ပိုင်းတွဲမှာကျင်းပတော့မယ်ခုချိန်မှာသူတို့နှစ်ယောက်ကလက်ထက်ပွဲကြီးမှသားရင်ကဲမှာကြောညာတွေတောင်ရိုက်နေသေးပေါ့နော်ဆိုတော့တော်လေးကိုလည်းပတ်စံလေးရှာကြရည်နော်ဟိုကုံထားရေးပတ်စံတွေမှာနဲမမနေတာဟုတ်တယ်မလားလက်ထပ်ပွဲအတွက် ဆိုတော့ဒီကနေ့မှာတော့ဟင်းဝင်းရဆေးုံတရားရဓပုံနေပြန်နှလားရပြနော်ဟင်းဝင်းရကိုဒါဆွေပြီးသစ်စင်နဲ့သဘောမတူတဲ့သူကဟိုကားနဲ့တမင်တသက်ကိုသူကကိုဝင်းရောက်တိုက်လိုက်ကြောင်းတရေနဲ့ထွက်ပေါ်လာနေပါဆိုတော့ဘာမှတော့ကြီးမမထိခိုက်မှုမရှိဘူးကားတော့တော်တော်လေးကိုအနာသွားလို့ကြားရတယ်နော်ဆိုတော့ဟင်းဝင်းရပါဖြစ်ပါစေနဲ့ဆိုတော့ဒီကြားထဲမှာဟင်းဝင်းရနေဆိုပြီးသင်ကအထူးခြားရဖြစ်ကိုလေးရင်ဆိုင်ကြုံတွေ့ရတယ်အဲ့ဒါကတော့ဒါဟင်းဝင်းရနေဆိုပြီးသင်ကလက်မထခင်လေးမှာပဲကလေးခိုးမွေးဆိုတဲ့ကိစ္စပါနော် ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဟာကတော့ဖြစ်နိုင်ခြေလေးမရှိပါဘူးเนาะလူတွေကလည်းခုချိန်မှာကတတော်လေးကိုဟင်းရနေစုပြီးတဲ့စင်ရဲ့ဟိုဒိမောင်ဒိချီတောင်းချီလက်တက်ပွဲကြီးကိုမနာလို့မနာလို့ကြတာများတယ်ပေါ့เนาะအခုဟိုဘယ်လိုပြောရမလဲဟင်းဝင်ရကအစိုက်ကလုတ်ခဲ့တဲ့လုတ်ရတွေအတွက်ခံနေရခံနေရတယ်လို့လဲပြောလို့ရတယ်ပေါ့เนาะဘာကြောင့်လဲဆိုတော့အခု ဆိုပြီးဒီစီကိုကြတော့နော်လေးထက်လေးဆွတ်တောင်းသိမ်းပေါင်း3000ကျော်ရေပေါ့နော်ဒါမင်္ဂလာပွဲတော့ပြောမနေနဲ့တော့6ပွဲဆိုရင်သိမ်းပေါင်း3000ချီကျပါပေါ့ဆိုတော့အခုဟင်းဝင်ရနူမီတာဆွေဘက်ကဒါဆိုတော့ဝိုင်းစုကင်ဒီကိုကြတော့သူ့ရဲ့အသားခံမော်လေဒါဟင်းဝင်ရအခုပြေးခဲ့ပြီးရောချင်းနေတာကြီးပတ်စံတပြားတော့မပြေးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးကိုပောက်ကွဲနေခဲ့ကြပြီဖြစ်ပါတယ် ဒါကလေဟုတ်တယ်ဗျာနော်ဒါဝိုင်းစုကိနေကပတ်စံတဲ့ဘာမှမရခဲ့ဘူးအခုတော့သူတို့အရန်တန်ဖိုးထားရေးဆိုပြီးသင်ကြတော့ဒိမောင်းသိင်းချင်နေထိုက်တန်လို့ဒါလက်ထပ်ပွဲကတော့၆ဝက်ချင်းမှမှာဖြစ်ပါရယ်ဗျာ